ဒုက္ခတရားနဲ့တွေ့လာလို့ရှိရင်တော့ကျန်တာတွေအမှတ်မရအောင်တော့မှဒီနောက်ဆုံးပြောမဲ့စကလုံးလေးကိုတော့အမှတ်ရစေတယ်အဲ့ဒါပေါင်းဆိုအနိစ္စဆိုတဲ့စကလုံးပေါ့ဘာပဲဖြစ်ဖြစ်ပြီးဆုံးလိုက်နေတဲ့သဘောလေးဟာအနိစ္စပဲလေအစဉ်ပြေပြေမပြေပြေဘလို့ပဲဖြစ်နေနေပြီးရတာကြီးပဲဘုံတို့တည်တံ့နေတယ်ဆိုတာဘယ်ဟာမှမရှိဘူးအကောင်းဆုံးမှန်တယ်မြတ်မတည်တံ့ဘယ်ဟာမှတည်တံ့နေတယ်ဆိုတာ မရှိဘူးပြီးသွားတာကြီးပဲပေါ့နော် ဒါပုံမြင်လေးတစ်ပုဒ်ဟိုတုန်းကတရားတဲ့ထည့်တယ်ပြီးတော့ဟောဖို့ပါတယ်ဘီရင်ကြီးတစ်ပါးကပညာရှိငါအမြဲမပြတ်စဉ်းစားဆင်ခြင်မှုတကယ်လည်းထိရောက်တဲ့အဆုံးအမလေးပေါ့နော်ဘလို့အနေထားနဲ့မျိုးတွေ့တွေ့နော်စဉ်းစားဆင်ခြင်ဖို့အတွက်အသုံးတည်မဲ့နော်အဆုံးအမလေးအတူချုပ်ပြီးတော့ငါ့ကိုနော်ရေးပြပါလို့ပညာရှိတွေဟောတောင်းဆိုတာပေါ့ဘီရင်ကြီးကအဲ့ဒါသူ့ရဲ့သမီးတော်လေးကလည်းပညာရှိတဲမှာပါတယ်သူကလည်းပညာရှိတယ် တော့ပညာရှိအမကြီးတွေကအမျိုးမျိုးဘီရင်ကြီးကိုရေးပြပြီးတော့ဆက်သကြတာပေါ့အဆုံးအမတွေနော်ဘလိုလေးနှလုံးသွင်းရင်တော့ကောင်းတယ်ဘယ်စကားလေးရတော့ကောင်းတယ်အမျိုးမျိုးပေါ့အဲ့တော့သူ့ရဲ့သမီးတော်လေးကတော့လက်စွပ်လေးပေးတယ်ဘီရင်ကြီးကိုဒီထဲမှာနော်အခြေအနေတိုင်းမှာအသုံးတည်မဲ့အဆုံးအမစကားလေးပေါ့စဉ်းစားဆင်ခြင်ဖို့ကောင်းတဲ့စကားလုံးလေးရေးထားတယ်စကားလုံးကမများဘူးလေးလုံးပဲရေးထားတယ်အဲ့ဒါနဲ့ဘီရင်ကြီးကို အဲ့ဒီလက်စုပ်လေးဆက်တာလက်စုပ်လေးကအမျိုးမျိုးကျုပ်ကလေးတွေထဲအစင်းစင်းထည့်ထားတာပေါ့နော်အဲ့ဒါဘင်းကြီးအဲ့ဒါကိုအစင်းစင်းဖွင့်ပြီးတော့အဲ့လက်စုပ်လေးကိုကြည့်တဲ့အခါကျတော့စကလုံးကစာလုံးလေးကလေးလုံးပဲပါရေးထောင်ဆိုပြီးသွားမှာပါလို့ရေးထားတယ်တဲ့ဟုတ်လားပြီးသွားမှာပါအဲ့ဒါဘယ်အချိန်နေမှာပဲဒီဟာလေးကိုဖတ်လိုက်ဖတ်လိုက်စိတ်ကိုမှန်မှန်ကန်ကန်သိတဲ့အသိဉာဏ်ကိုတစ်မျိုးမဟုတ်တစ်မျိုးရသွားစေလိမ့်မယ်ပေါ့ ဒီစကလုံးရဲ့နော်အစွမ်းတတ္တိနော်အကျိုးကျေးဇူးကြီးမားပုံကိုဉာဏ်ပညာရှိရင်ရှိသလောက်သိနိုင်တယ်ပေါ့နော်ဒါအနိစ္စကိုကိုးစားပြုတဲ့စကလုံးပဲလေဘယ်အတွေ့အကြုံပဲဖြစ်ဖြစ်ပြီးတော်မှကြီးပဲဟုတ်လားအဲ့လိုပြောလို့ခပ်ပေါ့ပေါ့သုံးတက်လိုက်တာမဟုတ်ဘူးဒါအမှန်တရားပဲဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးတော်မှကြီးပဲဟုတ်လားအဲ့ဒီပြီးဆုံးခြင်းဆိုတဲ့အနိစ္စကိုမသိလို့ဘုန်းဘုန်းတို့ရဲ့စိတ်တရားနော်အရေးပါတဲ့အရာရောက်တယ်ထင်ပြီးတော့ပြာရီခတ်နေပေါ့နော် ဒုက္ခတွေရောက်နေတာတကယ်တမ်းကဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးသွားမှာပဲအဆင်ပြေလည်းပဲပြီးသွားတာပဲအဆင်မပြေလည်းပဲပြီးသွားတာကြီးပဲဟုတ်လားတကယ်တော့ဖြစ်ခဲ့တာတွေအကုန်လုံးကပြီးခဲ့တာကြီးပဲအခုဖြစ်နေတာတွေလည်းပြီးနေစေနောက်ဖြစ်သွားမယ့်အရာတွေလည်းပြီးသွားမယ့်အရာတွေကြီးပဲပေါ့နော်အဲ့တော့ဒီစကလုံးလေးကိုဘုံဘုံစိတ်ထဲမှာဘလို့ခံစားရတော့ဆိုတော့နော်ဘလို့လောကဓာတ်နဲ့ပဲတွေ့တွေ့စိတ်ကိုလောဘဒေါသအစွန်းနှစ်ဖက်ကိုမရောက်အောင်အလွန်တည်ငြိမ်အောင်ထိမ့်သိမ်းနိုင်တဲ့စကလုံးပေါ့နော် ကောင်းတာနဲ့တွေ့လို့လည်းပဲလောဘအစွန်းကိုမရအောင်သူထိန်းနိုင်တယ်။ကောင်းတာလည်းပြီးသွားမှာပဲဒီလောက်ကြီးဟိုတန်ဖိုးရှိလာတယ်မဟုတ်ဘူးပေါ့နော်။မကောင်းတာလည်းပြီးသွားမှာပဲလို့စဉ်းစားလိုက်တဲ့ခါကျဒီလောက်ကြီးစိတ်ပြည့်စရာမဟုတ်ဘူးလို့ဟော။အဲ့လိုမျိုးအစွန်းနှစ်ဖက်ကိုမရအောင်ထိန်းညှိပေးနိုင်တဲ့အစွန်းရှိတယ်ပေါ့နော်။ကောင်းတာကိုလည်းတိတ်အထင်ကြီးစရာကြီးမဟုတ်ဘူးလို့သူကပြောရရောက်တယ်။မကောင်းတာကလည်းတိတ်ကြောက်စရာမဟုတ်ဘူးလို့ပြောရရောက်တယ်။သဘောပေါက်လားမသိဘူး။အင်းအဲ့ဒါနောက်ဆုံးပြောချင်တာကတော့ နော်တွေ့ကြုံလာတဲ့လောကရန်တရားတွေနဲ့ပတ်သက်လာရင်အဲ့ဒီပြီးသွားမှာပါဆိုတဲ့စကလုံးလေးတနည်းအားဖြင့်အနေဆာနော်အဲ့ဒီအနေဆာဆိုတဲ့စကလုံးတစ်လုံးကိုဘုန်းဘုန်းတို့လွန်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်လေ့ကျင့်ထားပေါ့ဟုတ်လားအဲ့ဒီအနေဆာဆိုတဲ့စကလုံးတစ်လုံးတည်းကပဲဘလို့လောကရန်နဲ့ပဲတွေ့တွေ့ကိုယ့်ရဲ့စိတ်ကိုလောဘဒေါသဖြင့်မတုံလှုပ်အောင်ထိမ့်သိမ်းပေးနိုင်လိမ့်မယ်လို့ဒါကိုဘုန်းဘုန်းတို့နားလည်စေချင်တာဟုတ်လား